အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့အင်္ဂါနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဇလံလေးကို နားထောင်ရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကို မကြော်ဘဲနဲ့အစာအဆုံးသေချာလေးကြည့်ပေးပါခင်ဗျာမြင်တွေ့ရတယ်ဆိုရင်လေโอเคလေးတွေစာလေးတွေရေးသွားပေးပါအောင်ခင်ဗျာ တခါတော့ကမြို့နဲ့အလံဝေးတဲ့တောင်ကြီးတစ်ခုရဲ့အနာကရွာလေးတစ်ရွာမှာတော့ဥပါလိုခေါ်တဲ့တောင်သူကြီးတစ်ယောက်နေထိုင်ခဲ့ပါတယ်။သူကတော့ချမ်းသာခြင်းလည်းမရှိသလိုဆင်းရဲခြင်းလည်းမရှိဘဲနဲ့ရိုးသားစွာအလုံးလုံးပြီးတော့ဘဝကိုပြတ်တန်းနေတဲ့သူပါ။ဥပါကတော့အမြဲတမ်းပြုံးရွှင်နေတတ်ပြီးတော့မိသူကိုမဆိုးဆင်းရဲကောင်းတဲ့ကိုကြီးတတ်သူဖြစ်ပါတယ်။တနေ့မှာတော့ဥပါတယောက် ဒေါ်ရဲကနေပြန်လာစဉ်လမ်းဘေးမှာတော့တန်ရာရနေတဲ့ဇာလီတကောင်ကိုတွေ့လိုက်ရပါတယ်။သူကတော့ဇာလီကို အင်ကိုတည်ဆောင်လာပြီးတော့ဂယုတဆိုင်ကျူးစုဆောင်ရှောက်ပေးခဲ့ပါတယ်။စာလီကတော့ဒံယာလေးတွေတက်တာလာပြီးတော့အရင်လိုပြန်လဲကောင်းမွန်လာခဲ့ပါတယ်။ပြန်တန်းနိုင်တဲ့နေ့မှာတော့စာလီဟာဘူပါကိုကျေးဇူးတင်တဲ့အကြောင်းအမူအရာနဲ့ပြသပြီးတော့ပြန်တန်းထွက်ခွာသွားခဲ့ပါတယ်။ နောက်တနေ့မနေ့မှာတော့အဲဒီစာငယ်ကလေးဟာသူ့ရဲ့နှုတ်သီးနဲ့တဲဆောင်လာတဲ့ရွှေဥလေးသုံးလုံးကိုဥပားရဲ့အိမ်ရှိမှာချထားခဲ့ပြီးတော့ပြန်သွားခဲ့ပါတယ်။အဲဒီရွှေဥလေးသုံးလုံးဟာတာမန်ဥတွေမဟုတ်ကြပါဘူး။အဲဒီဥတွေမှာထိုးကြတဲ့အစွမ်းတွေပါဝင်ပါတယ်။ပထမရွှေဥကိုစားသုံးတဲ့သူကတော့မေတ္တာစိတ်နဲ့ဂျင်နာမှုကိုတိုးပွားစေပါတယ်။ ဒုတိယဟုကိုစားတဲ့သူကတော့စိတ်ရှည်တည်ကံမှုနဲ့အေးချမ်းမှုကိုပေးစွမ်းနိုင်ပါတယ်။တတိယဟုကို စားတဲ့သူကတော့ကိုကြိုးမဖက်ဖက်နဲ့သူတစ်ပါးကိုကိုညီလိုတဲ့စိတ်ထားကို ပိုင်ဆိုင်စေပါတယ်။ဥပါကတော့အဲ့ဒီရွှေဦးရဲ့အစွမ်းကိုတတိမထားမီပဲနဲ့တဘာဝအတိုင်းချက်ပြုတ်စားတောင်းလိုက်ပါတယ်။ရွှေဦးများကိုစားတုံးလိုက်ပြီးတဲ့နောက်မှာတော့ဥပဟာပုံမူပြီးတော့စိတ်ထားကောင်းမွန်လာပါတယ်။ သူ့ရဲ့အိမ်ကြီးနာချင်းများကတော့တင်းနံပျက်စီးသွားတာကိုသိရတဲ့အခါမှာတော့အိမ်ကြီးနာချင်းနဲ့မတောင်းဆိုခင်ကပဲချက်ချင်းသွားရောက်ကူညီပေးခဲ့ပါတယ်။ရွာထဲအတွင်းဆင်းရဲသူဖျားနာသူရှိပါကမိမိကိုယ်တိုင်သွားရောက်ပြီးတော့ပြုစုဆောင်ရှောက်ပေးပါတယ်။ဥပဟာသူတစ်ပါးရဲ့ကောင်းကျိုးကိုသာရှေ့ရှုတဲ့သူတော်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဥပဟာသူတစ်ပါးရဲ့ကောင်းကျိုးကိုသာရှေးရှုတဲ့သူတော်ကောင်းတဦးဖြစ်လာခဲ့ပါတယ်။ဥပရဲ့ဘဝမှာအဆအဆအယားအယားကောင်းမွန်နေတာကိုမြင်တဲ့အခါမှာတော့သူ့ရဲ့အိမ်ညီနာချင်းဖြစ်တဲ့ကိုမောင်ကတော့မနာလိုဖြစ်လာခဲ့ပါတယ်။ကိုမောင်ဟာစိတ်စဘောထားတိတ်မကောင်းပါဘူး။ကိုကျိုးကိုသာ ကြည်ရက်သူဖြစ်ပြီးတော့အမြဲတမ်းအရင်လိုပြီးတော့စိတ်တော်လွယ်သူလည်းဖြစ်ပါတယ်။ ။ဒီနေ့မှာတော့ကိုမောင်ကဥပကိုမေးမြန်းခဲ့ပါတယ်။အဲ့ရဥပမင်းဘာဖြစ်လို့ဒီလောက်တောင်ကံကောင်းပြီးတော့လူတိုင်းရဲ့ချစ်ခင်မှုကိုရနိုင်ရတာလဲ။ဥပကတော့ရိုးသားစွာ ပြောလိုက်ပါတယ်။ကိုမောင်ကြီးငါမှဘာမှထူးခြားတာတော့မရှိပါဘူး။မကြာသေးခင်ကမှစာလေးတစ်ကောင်ပေးသွားတဲ့ဦးလေးသုံးလုံးကိုတော့စားလိုက်မိတယ်။အဲ့ဒါပဲရှိတာပဲ။ ကိုမောင်ကတော့အဲ့ဒီဥတွေရဲ့အစွမ်းကြောင့်ထင်မှတ်ပြီးတော့သူလည်းပဲအဲ့ဒီလိုစာလေးတစ်ကောင်ကိုရှာဖွေရန်ဆုံးဖြတ်လိုက်ပါတယ်။ကိုမောင်ဟာတော်တဲကိုသွားရောက်ပြီးတော့စာလေးတစ်ကောင်ကိုဖန်စီခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာစာလေးကိုတန်ရာရန်အောင်တမင်တကာပြုလုပ်လိုက်ပါတယ်။ပြီးတော့ဥပပြုစုစကဲတို့ပြုစုဟန်ဆောင်ခဲ့ပါတယ်။ စားကလေးပြန်တန်းနိုင်တဲ့အခါမှာတော့ကိုမောင်ဟာသူ့ရဲ့အိမ်ရှိမှာတော့ရွှေဦးလေးသုံးလုံးကို လာရောက်ချထားပြီးရင်မျော်လင့်နေခဲ့ပါတယ်။နောက်တစ်နေ့မနေ့မှာတော့စားလေးဟာဦးလေးသုံးလုံးကိုယူဆောင်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဦးတွေကတော့ရွှေဦးတွေမဟုတ်ပါဘူး။အဲ့ဒီဦးသုံးလုံးတွေကပထမဦးကို စားတဲ့သူကတော့မကြည်နှဲချက်များဒေါသစိတ်များကို ပို့ပြီးတော့ဒိုးပွားစီပါတယ်။ ယူရီးယားဥကိုစားမိတဲ့သူကတော့တန်ဇရတွေကြောက်ရွံ့မှုတွေကိုပြီးစွမ်းနိုင်ပါတယ်။တတရားဥကိုစားမိတဲ့သူကတော့ကိုကြိုးကြည့်တတ်သောစိတ်နဲ့သူတစ်ပါးကိုမကောင်းကြံလို့တဲ့စိတ်ထားတွေကိုဖြစ်ပေါ်စေပါတယ်။ကိုမောင်ကတော့အဲ့ဒီဥတွေကိုစားလိုက်မိတဲ့အခါမှာတော့သူ့ရဲ့စိတ်ထားတွေဟာပိုပြီးတော့ဆိုးရွားလာပါတယ်။အသေးပွဲကိစ္စလေးတွေကစပြီးတော့ရန်ဖြစ်လာပါတယ်။ ်အင်ဂျင်နာကျင်းတွေရဲ့ပစ္စည်းများကိုခိုးယူဖို့အတွက်စဉ်းစားလာပါတယ်။ရွာသူရွာသားတွေကတော့ကိုမောင်ကိုရှောင်ရှားလာကြပြီးတော့သူကတော့တယောက်တည်းအထီးကျန်ဆန်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ကိုမောင်ဟာဥမရဲ့ထံကိုတွားရောက်ပြီးတော့ဖြစ်ချောင်းကုံစီကို ပြောပြပြီးတော့တိုင်ပင်ခဲ့ပါတယ်။ဥပါကတော့ကိုမောင်ကိုနုံညံ့စွာနဲ့ပဲရှင်းပြလိုက်ပါတယ်။ကိုမောင်ရဲ့ မင်းနဲ့ငါရခဲ့တဲ့ဥရရဲ့အစွမ်းကမတူကြဘူးဒါပေမဲ့အဓိကကတော့ဥကြောင့်မဟုတ်တော့ဘူးငါတို့ရဲ့မူလစိတ်ထားကြောင့်ပါကွာငါဟာစာလေးကိုတကယ်ပဲစိတ်ရင်းစိတ်ကောင်းနဲ့ကူညီခဲ့တယ်ငါရဲ့စိတ်ထားအပြူစင်မှုကရွှေဦးရဲ့အစွမ်းကောင်းတွေကိုပို့ပြီးတော့အားဖြည့်လိုက်တယ်လို့ဖြစ်သွားတယ်။မင်းကတော့အစကတည်းကစာလေးကိုဖမ်းထုတ်ကြတဲ့ကရွှေဦးကိုလိုချင်တဲ့စိတ်နဲ့ပဲလုပ်ခဲ့တာ။ မင်းရဲ့မူလမကောင်းတဲ့စိတ်ဓာတ်ကအဲ့ဒီဥတွေကို အစိမ့်ဥတွေအဖြစ်ကြောင်းလဲခဲ့တာပဲကိုမောင်ကတော့ဥပါရဲ့စကားကိုကြားတဲ့အခါမှာတော့မိမိရဲ့အတကြီးမှုနဲ့မနာလိုစိတ်တွေကြောင့်အရာရာဖြစ်စည်းခဲ့ရကြောင်းကိုနားလည်သွားပါတယ်လူရဲ့ဘဝမှာအောင်မြင်မှုနဲ့ချမ်းသာမှုကိုပေးနိုင်တဲ့အစွမ်းတည်းဆုံးဥကတော့တင်းရဲ့ကိုယ်ပိုင်စိတ်ဓာတ်ပဲဖြစ်ပါတယ် စိတ်ဓာတ်ကောင်းမှသာကောင်းမြတ်တဲ့အရာကိုရရှိမှ ဖြစ်ပြီးတော့မကောင်းတဲ့စိတ်ဓာတ်ကတော့ကောင်းသောအရာကိုပင်စိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ဒီဇလန်လေးကနေဘဝအသိပညာကောင်းတွေကိုရလိမ့်မယ်လို့ယုံကြည်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။